အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမှာလေးကတော့အယိုးကျိုးရင်ကြောက်ပတ်တီစီတာနဲ့ခွဲတာဘင်ဟောင်ပိုကောင်းနဲ့ဘင်ဟောင်ပိုအဆင်ပြေလဲဆိုတာလေးကိုပြောပြပေးချင်တာပဲဖြစ်ပါတယ်ရှင်ဘယ်နီလန်းကပိုကောင်းတယ်လို့တရားပေါ့တော့ပြောလို့မရပါဘူးเนาะအချိန်နေနဲ့အချိန်ကပေါ့မူတည်ပါတယ်မိမိရဲ့အယိုးကျိုးတဲ့အချိန်နေကိုတရားစစ်စစ်ပြီးဆရာဦးနဲ့တရားတိုင်ပင်ဆွေးနွေးတာတော်တဲ့နီလန်းကိုရွေးချယ်ဖို့လိုပါမယ်နောက်ခုစလုံးမှာတော့ကောင်းကျိုးရောဆိုးကျိုးရောကိုစီရှိပါတယ်ရှင် ။နောက်ခုစလုံးမှာလည်းကုသပြီးတော့လည်းအယိုးတိချာမဆက်နိုင်ခြေလည်းရှိပါတယ်ရှင်။ကျိုးတဲ့အနေအထားပုံစံနဲ့အခြားအချက်တွေပေါ်မူတည်ပြီးဘယ်လိုကုသရမလဲလဲဆုံးဖြတ်ရပါမယ်ရှင်။လူနာရဲ့ငွေကြေးတက်နိုင်မှုလူနာရှင်ရဲ့ပြုစုမှုပေးနိုင်ခြင်းတွေအပေါ်မှာလည်းထည့်သွင်းစဉ်းစားရပါမယ်။ ကြောက်ဖက်ဒီနဲ့ကုသယုံနဲ့ရတဲ့လူနာကို ခွဲစိတ်ရင်မလိုအပ်ပဲစိုးကျိုးတွေရနိုင်တယ်လို့ခွဲစိတ်ရမဲ့လူနာကိုကြောက်ဖက်ဒီစီပြီးကုသရင်လည်းအယိုးမဆက်ပဲပိုဆိုးဝါးစေနိုင်ပါတယ်ရှင်။နောက်တစ်ချက်ထင်စေသားရမှာကကုသပေးမယ့်ဆရာဝန်ရဲ့ကျွမ်းကျင်မှုရှိမရှိပုံကိုလည်းစဉ်းစားရပါမယ်။ဒါကြောင့်အယူတစ်ခုကျူးရင်ဘလူးကုတဲ့လဲဆိုတာအဖက်ဖက်ကစဉ်းစားပြီးမှ အကောင်းဆုံးအသင့်တော်ဆုံးကုသမှုကိုရွေးချယ်ရမှာဖြစ်ပါတယ်ရှင်။